နန်းစီတန်ဝန်တန်းတွေပေါ့ဗျာသူတို့ဘက်ကပြောနေဝန်တန်းတွေဒီနန်းစီတန်ဝန်တန်းတွေငလင်းတန်ခန်းစားရချိန်မှာသူတို့ပါတယ်သူတို့တော်တော်စိုးစိုးဝါးကိုပါတယ်ပါတဲ့အချိန်မှာအဲငလင်းတန်ခန်းစားရလို့ဆိုပြီးတော့သူတို့ကိုကူညီပေးမလားမှတ်တယ်သူတို့ဘယ်သူမှမကူညီပေးဘူးမင်္ဂလာပါ တရင်ကောင်းနေလဲရှိတယ်ပေါ့နော်တရင်ကောင်းနေရှိတယ်အားရစရာပေါ့နော်ပြီးတော့ကျွန်တော်ရီလဲရီကျင်တယ်အဲ့ဒါဒါနထိုးကြီးမြို့မှာပေါ့နော်အရက်ထုတ်ဝယ်တဲ့ဒါစစ်သားနှစ်ယောက်ကိုအနီးကပ်ပစ်ခံရတယ်လုံးဝအသက်မရှင်ပြီးရင်တနက်နက်လက်ရတယ်ပေါ့နော်အဲပစ်လာတော့မှဒါပစ္စတိုနဲ့အနီးကပ်ပစ်တယ်အဲပြီးတော့ဒါအဖသားတွေကဘလောက်တောင်မှ ဒီလောကစစ်ရေးအတိတ်3ရှိလဲဆိုတော့ဘာမှတော့တုံ့ပြန်ခြင်းမရလိုက်ဘူးပေါ့နော်အနီးကကြီးစော်တာပေါ့နော်အဲစော်တဲ့ဟာမှာခုနလိုမျိုးလောက2ယောက်လုံးအသက်မရှင်အဲပြီးရင်အဲတနက်နဲ့လည်းရတယ်ပေါ့နော်ပြီးအဲ့မှာထပ်ပြီးရည်ချင်တာရှိကျောင်းတိုင်းလိုက်တက်ဖွဲ့တွေကလည်းပျော်နေလားမသိဘူးပေါ့နော်မှတ်တမ်းတက်ပုံရိုက်တဲ့ချိန်မှာဒါဒီအလန်တော်ဖြန့်ပြီးမှတ်တမ်းတက်ပုံရိုက်တဲ့ချိန်မှာရှင်းမှာတနက်နဲ့လည်းရှိတယ်အမေ3ယောက်လုံးကပြုံးနေတာရည်နေတာဗျာ ်ကိုကောင်ကြီးရဲ့အဖြစ်ကိုသဘောကျလို့ဒီမှာပေါ့နော်ပြီးတော့ဒါအခါကြီးရဲ့ကြီးမှာခုနလိုတောက်စားပြော်ပါမယ်ဆိုတဲ့ကောင်မျိုးတွေပေါ့နော်အကောင်ကြီးရဲ့သွားရလမ်းကအဲ့လိုမျိုးဖြစ်တယ်ပြီးတော့ဒါပြည်သူကိုနှိမ့်ဆက်တဲ့ကောင်ကြီးရဲ့သွားရလမ်းလို့လည်းပြောလို့ရတာပေါ့နော်ပြီးတော့ဒါကြံခဲ့တဲ့သူတွေသူတို့ရဲ့မိသားစုတွေပေါ့ဘာလို့ဆိုတော့အရက်ထွက်ဝဲနဲ့တနက်နဲ့ပြစ်ခံရတာဆိုတဲ့အတွက်ဘာခံစား권မှလည်းရမှာမဟုတ်ဘူးပေါ့နော်အဲဒီကောင်ကြီးကဟိုဒီခုနလိုပေါ့နော်ဟိုသူတို့ပြောကြကြရှိစစ်သားกว่าပေါ့နော် အပြင်တေတေဝိုင်းတော့မှအယိုးကနေပြီးတော့လှုပ်ကျွေးတယ်ဆိုပြီးတော့ပြောကြရရှိတယ်ပေါ့နော်အခုတော့အဲ့အယိုးကလှုပ်ကျွေးမဲ့အယိုးမဟုတ်လောက်ဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပဲဒါသူ့ဘာသူဘလောက်အခါကြီးရက်ကြီးပဲဖြစ်ဖြစ်ပေါ့နော်သူကသူဘလောက်ပဲရှားပါတဲ့နေရာမျိုးမှာပဲဖြစ်ဖြစ်အဲ့ငစစ်ဆိုတဲ့ကောင်တွေကအဲ့လိုမျိုးဒါတောက်စားမူးရဖို့အတွက်ကိုနီလန်မျိုးစုံနဲ့ရှားပြီးတော့တောက်စားပြောပါတတ်ကြတယ်ပေါ့နော်အဲအဲ့ကြတော့အခုအဲ့လိုကောင်မျိုးတွေကတွားရလန်ကတော့လုံးဝဝမ်းသာစရာကြီးပေါ့နော် တော့ပြောဖို့ကောင်းပါတယ်လွယ်လွယ်ကူကူပဲပေါ့နော်အနီးကရှော့ဖြစ်တယ်ပြီးတော့နောက်တစ်ခုကဒါနေပြီးတော့ဝင်ကြီးဌာနရုံပိုင်းတချို့ကိုပေါ့နော်ရန်ကုန်ကိုရွှေ့မယ်ဆိုပြီးတော့လဲဒါစီစဉ်နေတယ်ဆိုပြီးတော့လဲသတင်းတစ်ခုမှတွေ့ရတယ်ပေါ့နော်ပြောရရင်တော့ရန်ကုန်ကိုဒုက္ခသည်တွေရောက်လာတော့မှာပေါ့ပြီးတော့ဟိုကနေရာမရဖြစ်နေတာပေါ့နော်ခွေးနေရာမရဖြစ်နေတယ်လို့လဲပြောလို့ရတာပေါ့နော်အဲပြီးတော့ဒါသူတို့အတွက်လဲစဉ်းစားမိရဲ့ဒီနန်းစီတန်နေပေါ့နော်နန်းစီတန်ဝန်တန်းနေပေါ့ဗျာသူတို့ဘက်ကပြောနေဝန်တန်းနေဒီနန်းစီတန်ဝန်တန်းနေသူက သူနားဖို့လည်းကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ခုငလင်းနဲ့ခန်းစားငလင်းနဲ့ခန်းစားအချိန်မှာသူတို့ပါတယ်သူတို့တော်တော်စိုးစိုးဝါးကိုပါတယ်ပါတဲ့အချိန်မှာအဲငလင်းနဲ့ခန်းစားရလို့ဆိုပြီးတော့သူတို့ကိုကူညီပေးမလားမှတ်တယ်သူတို့ကိုဘယ်သူမှမကူညီပေးဘူးပြီးတော့အဲသူတို့အားကိုးပါတယ်ဆိုတဲ့သူတွေသူတို့ရဲ့ဘဘကြီးတွေကအစပေါ့နော်သူတို့ဘာမှလာပြီးတော့ကြီးစုဆောင်းရှောက်တာမျိုးမရှိဘူးတချို့ဆိုရင်လမ်းဘေးနေရာမျိုးပေါ့နော်လုံးဝလမ်းဘေးလမ်းဘေးမှာမှအဲ့လိုမျိုးဒါ ဟိုဟိုကြောက်ဈေးရောင်းရင်ထိုးတဲ့အမိုးလေးလေပေါ့နော်အဲ့လိုအမိုးလေးထိုးပြီးတော့အထုပ်တွေပလုတ်တွေအဲပိုးတွေနဲ့ပေါ့နော်အဲ့လိုမျိုးလေးနေနေရတဲ့ဟာမျိုးကြီးလဲတွေ့ရအဲအချို့ကကြတော့အဆက်အသွယ်ရှိတော့ထွက်သွားကြတယ်ပေါ့နော်တခြားနေရာရွှေ့သွားဆက်သွယ်မရှိတဲ့လူတွေအဲ့တိုင်းပြတ်ထားတယ်ဗျာကဲအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဒီကြားထဲမှာဘာထက်ဆိုးလဲဆိုတော့အဲ့လိုမျိုးငလင်ပေးတဲ့ခံရပြီးတော့အထဲမှာမနေရဲလို့အပြင်မှာထပ်ပြီးတော့ထွက်ပြီးတော့အိတ်ရတဲ့ဒီနတ်ဆရာဝန်တန်းတွေကိုဒါဓမြတိုက်တာတွေ အဲ့လိုတခိုးခိုးခံရတာတွေပေါ့နော်ညပိုင်းညပိုင်းဆိုရင်တခိုးတခိုးဆိုပြီးဝိုင်းဖန်ကြအဲ့လိုလည်းမရဘူးပေါ့နော်အဲအထဲထဲဝင်အိမ်မယ်ဆိုလည်းထပ်ပြီးတော့ပြိုကြမှာဆိုလို့မအိပ်ရဲဘူးပေါ့နော်အခုကတကယ်လည်းမအိပ်ရဲတဲ့ချိန်နေဘာဖြစ်လို့လဲဆိုတော့ဒါငလင်းတန်ကအခုချိန်ထိဇက်တိုက်ကိုထပ်ပြီးတော့လှုပ်နေတော့မဲပေါ့နော်လှုပ်နေတော့ဆိုတော့အဲသူတို့တော့ကတော်တော်လေးခက်ခဲတဲ့အနေထားဒါတော့မှပဲနောက်ထပ်သူတို့ဘဘကြီးကဘာထက်လုပ်လဲဆိုတော့ယုံတက်ခိုင်းတယ်ယုံတက်ခိုင်းတယ်အဲဥစ္စာကိုဒါကျော်ရှင်းမှလည်းပြောခဲ့ဘူးပေါ့နော်ယုံတက်ခိုင်းလို့ပောက်ကွဲနေရမျိုးရရှိရဲ့ ဲဒီလောက်ကြီးကြီးတေးလူမျိုးပါဒုက္ခရောက်နေတာလူတွေသေခြင်းနေတာအဲ့ဒါကိုဘာဖြစ်လို့ယုံတက်ခိုင်းတာလဲယုံကဆောက်အရေးကြီးလားဘာလားညာလားနဲ့အဲ့လိုမျိုးမှရန်ကြောဆူနေတဲ့အနေအထားမျိုးတွေရှိတယ်အဲနောက်တစ်ခုထပ်ပြီးတော့ဆိုးတဲ့ဟာရှိသေးတယ်အဲ့ဒါတော့ဒါအခုတကြံတွင်းကာလပေါ့နော်ဒါတကြံတွင်းနှစ်သိက္ခူကာလမှာသူတို့နေပြည်တော်မှာရှိတဲ့သူတို့ပြုလုပ်တဲ့တကြံပေါ့နော်အဲတကြံမန်ဒတ်တွေအဲဆရုတီသာကျွေးတဲ့နေရာတွေအဲ့လိုနေရာမျိုးတွေကအဲဒီနန်းစီတဲ့ဝန်ထမ်းတွေကိုမလာမနေရဆိုပြီးတော့ဖီအားပေးခိုင်းတာမျိုးတွေရှိတယ်ပေါ့ တခုပြီးတခုเนาะသူတို့မှာကြုံနေရတဲ့ဒုက္ခတွေอ่ะเนาะတခုပြီးတခုအခုလည်းထပ်ပြီးတော့ဒါပြောင်းရွှေ့ဖို့အတွက်အဲသူတို့တွေကိုလုံနေတယ်ဆိုပြီးတော့ဒါသတင်းတခုမှာတွေ့လိုက်တယ်ဗောနော်အဲ့ဒါသာတကယ်အမှန်ဖြစ်လာမယ်ဆိုရင်တော်တော်ကိုစိုးရတဲ့အနေထားလို့ပြောရမှာဗျပြောတာသူတို့တွေဝစ်လေတယ်လို့လည်းပြောလို့ရတယ်ဗောနော်ဘာလို့လဲဆိုတော့အဲတော်လိုင်းကြီးတပ်ဖွဲ့တွေပြီးရင်ဒါခုနလိုဒေသခံပြည်သူတွေအဲပြီးတော့ဒါစီဒီယံဝန်ထမ်းတွေအဲဒါမျိုးသူတွေဗောနော်အဲဒီစစ်ဘေးတန်ကြောင့်မလို့ပြောင်းရွှေ့ရတာတွေထွက်ပြေးရတာတွေပြီးတော့လိုက်ပြီးတော့ဖမ်းဆီးခံရလို့ဗောနော်အဲ ဟိုဒီနေရာနေဟိုနေရာသွားရတာတွေဟိုနေရာနေဒီနေရာရွှေ့ရတာတွေဒါမျိုးပုံစံမျိုးတွေဖြစ်ခဲ့တဲ့အနေအထားတွေကိုသူတို့အဲခြေနဲ့ခြေနဲ့တယ်ဆိုရယ်ပုံစံမျိုးနဲ့ရှုံချခဲ့ကြတာရှိတယ်ဗောနော်အခုအဲဥစ္စာကြီးကဒါသူတို့အတွက်ပြန်ပြီးတော့ဝစ်လေလို့ဖြစ်နေဗောနော်ကန်တရားသဘောတရားကြီးကသူတို့ပြန်ပြီးတော့ဝစ်လေအောင်လှုပ်ပေးသလိုဖြစ်နေရောအဲဒါမျိုးပုံစံမျိုးလည်းတွေ့ရတာဗောနော်နောက်ခေါ်တော့ဒါငလင်နဲ့ပတ်သက်လို့ဗောနော်အဲဘီသူတွေလည်းခံစားရတယ်အများကြီးပဲပေါ့နော်ဒုက္ခဒုက္ခတွေရောက်ကြတယ်ဒီကြေပျက်စီးမှုတွေလည်းအများကြီးရှိတယ် အဲဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒီနေပြည်တော်လိုနေရာမျိုးပေါ့နော်နေပြည်တော်လိုနေရာမျိုးကအခုအနေထားအတိုင်းကျွန်တော်ဒါတော်လိုင်းတက်ဖွဲ့တွေကဝင်တိုက်မယ်ဟေ့ဆိုရင်တော့မှဒါတော်တော်ခက်ခက်ခဲခဲတိုက်ရမယ်အနေထားခုနလိုပေါ့စေယုံတွေပြိုကျသွားတဲ့အထိတိုက်ရမယ်အနေထားကတော်တော်ခက်ခဲမှာဗျာအဲခုနလိုဒါဝန်ထမ်းအင်ယာတွေပေါ့နော်အဲအဲ့လိုနေရာမျိုးတွေအဆောက်အဦတွေတကယ်ကိုဟဲပြီးရအကြီးကြီးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေပြိုကျပြက်စီးအောင်အဲပြင်ခုနလိုအဲ့လိုနေရာမျိုးတွေမှာရှိတဲ့ ဒီစီစစ်သားတွေစစ်ဘိုလ်ချုပ်တွေပေါ့နော်အဲ့လိုកောင်မျိုးတွေပြိပြားပြီးတိတ်သွားအောင်ဆိုတဲ့ပုံစံမျိုးတိုက်မယ်ဆိုရင်တော်တော်ကက်ကက်ကက်တိုက်ရမှာဒါပေမဲ့ဒီငလျင်တန်ကြောင့်မလို့ဒီကောင်လေးအများကြီးထိလိုက်ွာလေတကယ်ကိုကန်တရားကြောက်စရာကောင်းတယ်ပေါ့နော်ဒီကောင်လေးအဲဒါပြည်သူတွေအတွက်ကတော့တကယ်ကိုဝမ်းနေပါတစ်ဖက်ကပြန်တွေးကြည့်မယ်ဆိုရင်တော့ဒါဒေါ်လာရင်းအနေနဲ့ပြန်တွေးကြည့်မယ်ဆိုရင်ဒါဒီလိုနေရာမျိုးကိုဟိုသွားပြီးတော့ထိလိုက်တဲ့ဟာကတော့အာဂျင်းနေစရာတခုအနေနဲ့တော့ဖြည့်ဖြည့်တာတယ်ပေါ့ဗျာဖြည့်တာတယ်ပေါ့ဒီငလင်ပေးတဲ့ခံရတဲ့ပြည်သူတွေကတော့တကယ်ဝမ်းနေကြွယ်ကိုကောင်းတယ် အဲဒီအတွက်ကိုလည်းဒါတက်နေတော့ဝိုင်းကူညီနေကြတာရှိတယ်။နောက်တစ်ခုအဲ့လိုကူညီတဲ့နေရာမှာစစ်တပ်ကပေါ့နော်ဒါတာဝန်ရှိပါဆိုတဲ့ကောင်းနေနိုင်ငံကိုဒါအတင်းအာဏာလူယူပြီးတော့ဟိုနာလိုအုပ်ချုပ်နေပါဆိုတဲ့ကောင်းနေကဘာမှမကူဘူးမကယ်ဘူးပေါ့နော်။အဲ့လိုပဲပြည်သူကယ်မကယ်လို့ဒါသူတို့ရဲ့တပ်ဖွဲ့တွေကိုကယ်လားဆိုတော့အဲသူတို့ရဲ့ဝင်တန်းတွေကိုလည်းမကယ်ဘူး။အခုဆိုအဲ့ဝင်တန်းတွေကအာနေပြီးတော့မှအဆင်ပြေလို့ရန်ကုန်လိုနေရာမျိုးကိုရွှေ့ရမယ်ဆိုပြီးတော့ဒါတွတ်အဲဒီသတင်းတွေထွက်လာတယ်ပေါ့နော်။ တော့ပြောချင်တာရုံးထွက်ကြပါဘောနော်ရုံးထွက်ကြပါအခုဒီနန်းစီတရားဝန်ထမ်းတွေကိုဒါစစ်တပ်ကကောင်းနေရင်ရကောင်းနေဘာမှဂယူဆိုင်တာမဟုတ်ဘူးဘောနော်မေအောင်လိုင်းကောင်မျိုးကသူတို့ဘာဖြစ်ဖြစ်ကိုဂယူဆိုင်မှာမဟုတ်ဘူးဒီသူတို့ဒီမေအောင်လိုင်းရဲ့မိသားစုနော်သူ့ရဲ့အနီးနားပတ်ဝန်းကျင်မှာရှိရဲသူ့အပေါ်မှာတကယ်ကိုဟိုဟာဖြစ်တဲ့သူတွေတောင်မှပဲသူဂယူမဆိုင်တာဘောနော်သူ့မိသားစုလောက်ပဲသူဂယူဆိုင်တာအဲ့တော့အဲခုနလိုအာအောက်ခြေဆိုတဲ့ပုံစံမျိုးတွေကသူကဂယူဆိုင်မှာမဟုတ်ဘူးဘောနော် နောက်တစ်ခုဒါကျွန်တော်3ထားမိတာရှိတယ်အဲ့ဒါအခုနောက်ပိုင်းကာလတွေမှာပေါ့နော်စစ်တပ်ကိုအမှန်ကန်လော်ပေးတဲ့ကောင်တွေရှိတယ်ဒါဒီဇော်ဖုံးဝင်းလိုကောင်မျိုးတွေအဲပြီးရင်ဒါကျော်မျိုးမင်းလိုကောင်မျိုးတွေပြီးရင်ဒါမဘူတုလိုကောင်မျိုးတွေပေါ့နော်အဲ့လိုအဖွဲ့တွေကအခုနောက်ပိုင်းမှာစစ်တပ်ကိုအမှန်ကန်ကြီးဖုံးနေတာကျွန်တော်တို့ပြောတာတွေထက်တော့ပါပို့ပြီးတော့ပြင်းပြင်းထန်ထန်ပြောသေးတယ်တော်တော်ကိုမမတ်ရဲဆုတ်ဆုတ်ပဲ့ပဲ့တွေကစပြောတယ်ပေါ့နော်အဲ့လိုဟာမျိုးတွေကျွန်တော်တွေ့နေရတယ်အဲပြီးရင်ဒါတခုခုသူတို့ ဒီသူတို့ကိုပေါ့နော်အခုလိုမျိုးတွေပြောလို့ဖမ်းတော့မယ်စီးတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့တယောက်ကပြောပြီးဟေးဆိုရင်သူတို့အဲဥစ္စာကိုပောက်ကွဲတာလာဖမ်းနေဘာဖြစ်လဲအာဘာမင်းတို့ကဘာဆောက်သုံးကြလို့လဲဘာလဲညာလဲအဲ့လိုပုံစံမျိုးကြီးတွေအထိအဲလုံးဝပေါ့နော်အဲပြောရတာဘုံမလော်ဘီလို့တော့မှမထင်ရတော့ဘူးမသိရင်ဒီဘက်ကတော်လိုင်းတက်ဖွဲ့ဝင်ကြတယ်ဟောပေါ့နော်အဲအဲ့လိုမျိုးသူတို့ရဲ့အဘာတွေပေါ်မှာယုံကြည်မှုကင်းမဲ့လာတဲ့ဟာတွေလည်းကျွန်တော်တွေ့ရတယ်အဲပြန်ပြန်ယူပါလားပေါ့နော်ဘယ်မျိုးပြန်ရပြီလဲတော့အဲနောက်ချိုးပြန်ရပြီလားအဲတောင်းခမ်းရပြီလား လာရှုပ်ဘလို့လုံးပါလေအဲအဲ့လိုပုံစံမျိုးတွေပေါ့အပြင်ဒါမန်လီဘက်ဆိုရင်ဒါမရယာကြော်ပြီလားစင်ကူးကြော်ပြီလားလက်ပံလာရောက်ပြီလားအဲအဲ့လိုမျိုးပုံစံမျိုးတွေရဆောက်ပါနော်ပြောနေရတယ်တွေ့လာရတယ်လက်နဲ့ကင်ထားပြီးတော့စောက်သုံးမကြဘူးလို့ပါအဲ့လိုမျိုးပုံစံမျိုးတွေကိုပြောဆိုနေရမျိုးတွေတွေ့ရတာပေါ့နော်အဲ့တော့ဒါကလည်းထူးခြားတဲ့ဟာတစ်ခုပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုအမြဲတမ်းထောက်ခံပါတယ်ဆိုတော့ဒီဘောမလော်ဘီကောင်တွေကအစပြန်ပြီးတော့သူတို့ကိုတိုက်ခိုက်နေတဲ့အနေအထားတွေတွေ့ရတယ်အစစ်တပ်ကအခုနောက်ပိုင်းမှာထောက်ခံမှု အဲကဏ္ဍပေါင်းစုံကထောက်ခံမှုကြဆုံနေပါတော့ပြည်သူလူထုထောက်ခံမှုကတော့သူအာဏာသိမ်းတဲ့ကြာရှုံးသွားပြီဒါပေမဲ့လည်းသူတို့ကိုအမာခံထောက်ခံပါတယ်ဆိုတဲ့သူတွေကကြံနေကြံနေခဲ့သေးရပါတော့ဒါပေမဲ့အခုနောက်ပိုင်းကာလတွေမှာအဲ့လူတွေကအစဒီကောင်တွေကိုမထောက်ခံတဲ့ပုံစံမျိုးတွေတွေ့လာရတယ်ပါတော့အဲ့တော့အဲ့ဥစ္စာလည်းဒါသတိထားမိတယ်နောက်တစ်ခုကအဲကျွန်တော်တော်လိုင်းဤတပ်ဖွဲ့တွေရဲ့အဲရေချိန်ကမြင့်လာလို့လည်းပါလိမ့်မယ်အဲနောက်တစ်ခုအဲနိုင်နိုင်မဲ့ရာဂိုင်နှုံးကဒါသူတို့တွေရိတ်မိတာမျိုးလည်းပါလိမ့်မယ်ပေါ့နော်အဲတော့ကျတော့ အဲဒီဘက်ကိုမတိမတာပြန်ပြီးတော့ဘုံမသလားလို့တော့မှတွေးမိတဲ့နေသားပေါ့နော်အဲဒါဘာပဲဖြစ်ဒါကလည်းဂျင်းနဲ့ဆရာကောင်းတယ်ပေါ့နော်အဲနောက်တစ်ခုကဒါကျွန်တော်တို့ဒါဟာခပြည်သူစစ်၃ဦးဒါလက်နက်ခရီးအနေနဲ့အတူတူအလင်းဝင်တယ်ပေါ့နော်ဟာခကတော့ဟာခ266ပေါ့နော်ခလရ266ရှိတယ်အဲဒီဒီဖလန်းဖလန်းကတော့268သိမ်းပြီးသွားပြီပေါ့နော်ဒီတိန်ဆိုရင်အဲ269ပေါ့နော်269မဝင်လို့လည်းမရဘူးဒီကောင်လေးမဝင်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒါချင်းတော်လိုင်းတက်ဖွဲ့တွေရောဒါမဟာမိတ်တက်ဖွဲ့တွေရော ြောတာပြီးသားဒါပြီးရင်တီးတယ်ဟဲ့အဲ့လိုကြီးကိုပြောပြီးတော့ကျုံးပါဘောเนาะအဲတုံတန်ယုံဆိုရင်တော့ဒါမျိုးပြောတယ်ဆိုရင်အဲအကုန်လုံးကသဘောကျကြမှာမဟုတ်ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့အဲဒါလုံမဲ့အလုပ်ကိုကြူပြီးတော့ပြောတယ်လို့ဘာလို့ညာတို့ဒါမျိုးပုံစံမျိုးတွေလည်းပြောကြရရှိဒါပေမဲ့အမြင်တွေကတော့မတူကြဘူးပေါ့เนาะအဲတက်ဖွဲ့တွေကလည်းသူတို့ပိုင်နိုင်တဲ့ဟာမှုလို့လည်းဒါသူတို့ပြောကြတယ်လို့ကျွန်တော်ယူဆတယ်ပေါ့เนาะအဲကြတော့အဲတီးတိမ်ကိုစုံမယ်ပေါ့เนาะအဲ့ဒါပြီးသွားပြီဆိုရင်မြေပြန့်ဒေတာတွေပါအစပြန်ပြီးတော့ပါဝင်ပြီးတော့အာ ဒါဒေါ်လာတက်ဖွဲ့နဲ့ပူပေါင်းပြီးတော့ဗောနော်ဒေါ်လာပြည်သူတွေလွတ်မြောက်အောင်တိုင်းငံလုံးလွတ်မြောက်အောင်ကြိုးစားမယ်ဆိုပြီးတော့ပြောလိုက်တဲ့ဟာမျိုးလဲတွေ့အပြီးတော့ဒါဖလန်းပေါ့နော်အဖလန်းလိုနေရာမျိုးကိုဒေါ်လာတက်ဖွဲ့တွေရဲ့စူပေါင်းခွန်အားတွေနဲ့ဒါအခုလိုမျိုးဒါသိမ်းပိုက်လိုက်ပြီးပြီဆိုတဲ့အချိန်မှာဟာကာတီတိန်ထန်တလန်ဒါမျိုးနေရာမှာရှိရကောင်တွေကတေချာဘောက်ကောင်းကျင်းတာပေါ့အားကြောင့်မလို့လေဒါဟာကာမှာရှိတဲ့ပြည်သူစစ်တုံးရောက်အလင်းဝင်နေပေါ့နော်ဒါကဒါကဒါသတင်းတက်လာတဲ့ဟာပဲရှိသေးရပေါ့နော်အောက်ချိန်မှာ မြေပြင်မှာပေါ့နော်တကယ်အခြေအနေအမှန်တိုင်းဆိုရင်တော်တော်ကိုစိတ်သက်ပြတ်ပြားနေလောက်ပြီလို့လည်းကျွန်တော်ယူဆတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှေ့မှာရှိတဲ့တည်ရင်ဌာနချုပ်တွေဒါတွေအဆရှိပါဆိုတော့ဒါဖလန်းမျိုးသိန်းကိုတိုက်ပွဲကိုတိုက်ပြလိုက်တယ်လက်နက်ခဲရနေလည်းအများကြီးရအဲ့ဒါပြီးသွားရင်တော့ငါတို့လည်းပဲနေမှာပဲဆိုပြီးတော့တွေးနေတဲ့ကောင်တွေကဒါဒီတိန်တို့ဟာခါတို့ထန်ဒလန်တို့မှာတေချာပေါက်ရှိတယ်အဲ့ကြအဲ့လိုအဖွဲတွေကိုလည်းအမြန်ဆုံးကူပြောင်းပါလက်နက်ချပါလင်းဝင်ပါလို့ပြောချင်တယ်ပေါ့နော်အဲပြီးတော့တပ်ဖွဲ့တွေကတော့ပြောပြီးသွားပြီဆိုရင်ပြောပြီးသွားတဲ့အတိုင်းလုပ်မှာတေချာပေါက်ပဲပေါ့နော်အဲကြတော့ အဲအချိန်မလွန်ခင်ပေါ့အသက်တွေဆုံးရှုံးသွားပြီဆိုတဲ့အချိန်မှာဘာမှပြန်လုပ်လို့မရဘူးအဲ့တော့အဲ့အသက်တွေမဆုံးရှုံးခင်မှာတော်လိုင်းတက်ခွဲတဲ့အချိန်မှာလက်နှချပါအလင်းဝင်ပါဒါဒီညနေသတင်းစကားပါချင်တာပေါ့နော်အပြီးတော့ဒါမျိုးကြီးပြရေးချိန်မှာလည်းတော်လိုင်းကအမြဲတမ်းရှိနေရဆိုတဲ့အကြောင်းကိုဘာနဲ့သက်သေပြလဲဆိုတော့အခုဒါတာမွေမျိုးမှရေစကန်ကိုလက်ပြပုံသုံးလုံးနဲ့ပြက်ခတ်တိုက်ခိုက်အဲ့ဒါလေအကယ်ပြောရင်တော့အားရကြပဲဘာဖြစ်လို့လဲဆိုတော့အဲမျိုးပြတွေမှာလည်းဒီတော်လိုင်းကရှိနေတယ်ဆိုပြီးတော့ပြသတဲ့အချက်တစ်ခုပဲပေါ့နော် ပြီးတော့ဒီကောင်နေအခုလိုမျိုးတိုက်ခိုက်ခံရထားပါတော့လက်ပြုံသွားပြစ်လိုက်တယ်ထိထိမထိထိတေးသေးမသေးသေးပေါ့နော်အဲ့လိုမျိုးပြစ်ခတ်ခံရပြီးပောက်ကွဲမှုဖြစ်ပါပြီဆိုပြီးဒါတိရတာနဲ့တို့အစ်စ်နဲ့အေးယူမှုတွေလာတယ်စစ်ဆေးတာမျိုးတွေလာတယ်ပေါ့နော်ဒါလည်းအဲဥစ္စာတွေကလည်းတကယ်တော့ဒါတော်လိုင်းကိုလုံးဝ အဲခုနလိုပေါ့နော်အသက်ဝင်နေအောင်မြို့ကဒေါ်လာရင်တက်ဖွဲ့တွေကလှုပ်ပေးနေတဲ့အဓိကအချက်တွေလည်းဖြစ်တယ်။ပြီးတော့အဲဒီတော်ရမာရောမြို့ပေါ်မှာပါသူတို့ရဲ့အာယုံစူးစိုက်မှုတွေတောက်လျှောက်ခံနေရအောင်ပေါ့နော်ဆိုတော့တော်ရရတက်ဖွဲ့ရိုးကြီးပဲအာယုံစူးစိုက်ပြီးတော့သွားပြီးတော့မလုပ်လို့မရအောင်မြို့ပေါ်မှာလည်းခုနလိုလှုပ်ပြနေတဲ့အနေအထားမျိုးတွေရှိတယ်။အဲအဲ့လိုအနေအထားမျိုးတွေအောင်ဒီကောင်တွေရဲ့အလုပ်တွေပို့ပြီးတော့ရှုပ်တယ်။အာတော်ရရကိစ္စရောမြို့ပေါ်ကိစ္စရောဒါမျိုးပုံစံမျိုးနေနဲ့ရှုပ်ရက်ခတ်ပြီးတော့အာယုံတွေထွေပြပြီးတော့ ဟိုဟာလစ်လက်တရားတွေလစ်လက်သွားတယ်ဆိုတဲ့ဟာတွေကဒီလိုကိစ္စမျိုးတွေကြောင်းတယ်ပါတယ်ပေါ့နော်အဲ့တော့ဒါတွေကလည်းအားရစရာကောင်းတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တပ်ဖွဲ့တွေကဘယ်ချိန်မဆိုอืมဒီကောင်းနေရှိတဲ့နေရာမျိုးကိုအမြဲတမ်းချင်းချောက်နိုင်နေတယ်ဆိုတော့အဲဒီဟိုဟာအဖြစ်စရာအကြောင်းအရာတစ်ချက်လည်းဒါဖြစ်တယ်ပေါ့နော်မင်းတို့ဘာဘာပဲလုပ်နေလုပ်နေမင်းတို့အထဲထဲမှာပဲနေနေအပြင်မဲ့ထွက်ထွက်မင်းတို့အထဲမှာပဲပုံနေအောင်တော့မလွတ်စေရဘူးမင်းတို့အမြဲတမ်းငါတို့စောင့်ကြည့်နေတယ်ဆိုတော့ပုံစံမျိုးပေါ့နော်ဒီကောင်နေနောက်ဆိုရင်အဲတခုခုဆိုရင်ပေါ့နော်အဲကိုယ်အိမ်မှာရှိတဲ့ အဲအေကန်ကနေပြီးတော့နောက်ဖေးကိုတော့မှတေချာသွားရဲမှာမဟုတ်တော့ဘူးပေါ့နော်အဲ့လိုနေသားမျိုးတွေဖြစ်အောင်တပ်ဖွဲ့တွေကလုံဆောင်နေကြတယ်ဒါတွေကလည်းတကယ်မိုက်တယ်မိုက်တယ်ဆိုတာမျိုးပြနဲ့ခုနလိုတော်တွင်နဲ့ခုနလိုမျိုးချိတ်ဆက်တွေရှိတယ်အဲပို့ပြီးတော့ဟန်ချက်ညီညီလုံဆောင်လာနိုင်မယ်ဆိုရင်အဲဒီကောင်တွေဘလို့မှနေသားလှမှာမဟုတ်ဘူးပေါ့နော်ဒါကတော့ဒါတီးရတဲ့သတင်းနဲ့ပတ်သက်လို့အားရစရာလေးတွေကြောင့်ပြောပြပါပေါ့နော်အဲနောက်တစ်ခုကဒါကြောင့်အဲသတိပေးစရာလေးလည်းရှိတယ်ဒါစေတနာနဲ့ပါဘာဖြစ်လို့လဲဆိုတော့ခုနောက်ပိုင်းဒါတကြံမဲဖြစ်ဖြစ်ပေါ့နော် စစ်တပ်ကလူလိုနေတာဗျာပေါ်တာဆွဲတဲ့ကိစ္စမျိုးတွေကခုချိန်ထိတောက်လျှောက်ရှိတုံးပဲလူသစ်စုဆောင်တဲ့အပတ်စဉ်တွေကခုချိန်ထိဖွင့်နေတုံးပဲပြီးတော့ဒါအခုရက်ထဲဆိုဖြစ်သွားတာရှိတယ်အဲ့ဒါဒါ ARV တိုင်းပသိမ်ပတ်မှာပေါ့နော်စစ်မှုထမ်းမဲပေါက်တယ်တဲ့မဲပေါက်တဲ့ဟာကိုတကြံပိတ်ရဲသူကအိမ်ပြန်လာတယ်အိမ်ပြန်လာတဲ့ဟာကိုစစ်ပြေးဆိုပြီးတော့ဒါအိမ်မှာလာဖမ်းတယ်ပေါ့နော်အဲ့လိုဖမ်းခံရတဲ့လူငယ်တွေရှိတယ်ပြီးရင်ဒါအင်းစိန်မှာပေါ့နော်စစ်မှုထမ်းမလားငွေပေးပြီးတော့လူစားထိုးမလားဆိုပြီးတော့ဒါရွေးချယ်ခိုင်းတယ်ရွေးချယ်ခိုင်းပြန်တယ်တအိမ်တောင်9000ကောက်တယ်ပေါ့နော် ဲ့တော့အဲ့ဒီနေရာမှာပါဝင်တဲ့သူတွေကိုလည်းကျွန်တော်အံ့ဩတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မဲနိုင်မဲ့ဟေ့ဆိုတဲ့ခါကြရင်တဲ့အဲသူကအဆင်မပြေဖြစ်တာမျိုးတွေရှိမှာဆိုလို့သူကသူ့လူပါသွားလဲစိတ်မကောင်းကိုယ့်လူပါသွားလဲစိတ်မကောင်းဘူးပေါ့နော်အဲ့လိုမျိုးကြောင့်မလို့တဲ့ဒါလူစားထိုးမယ်ပေါ့နော်လူစားထိုးဖို့အတွက်ကိုတအိမ်ကို9000ပေးမယ်ပေါ့နော်အဲ့ပတ်စံနဲ့တခြားနေရာကနေလူဝယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အုတ်ကြီးကအဲ့လိုမျိုးပြောတာအဲ့တော့စဉ်းစားကြည့်ပေါ့ကိုသားသမီးကြတော့မပါအောင်ဒီလိုမျိုးပတ်စံနဲ့လူစားထိုးပြီးပေးမယ်ပေါ့အဲ့တော့ကျတော့လူစားအထိုးခံရတဲ့သူကကြတော့လေအသက်မပါတော့ဘူးလား မဟုတ်လားကျွန်တော်ပြောဟုတ်တယ်နော်ဟိုအဓိကတော့အဲခုနလိုပေါ့နော်ဒီစနစ်ကိုလေပတ်အောင်သွားပြီးတော့တနည်းနည်းနဲ့ထောက်ပံ့ပေးနေတာမျိုးဖြစ်မနေဘူးလားဆိုတဲ့ဟာကိုတွေးစီချင်တာပေါ့နော်ဝက်ဆန်နဲ့ရှင်းလိုက်လို့လွယ်ကူတယ်ဆိုတဲ့အတွေးမျိုးနဲ့ဒီနေရာမှာနေရက်နေမှာဆိုရင်စစ်ကောင်စီကိုသွားပြီးတော့သူကထောက်ပံ့ပေးနေရတယ်အတူတူပဲတဆိုးရှင်အောင်လုပ်ပေးနေရတယ်အတူတူပဲအဲ့ဒါကြောင့်ဒီဟာတခါတည်းနဲ့လည်းပြီးမှာမဟုတ်ဘူးလစဉ်လာတိုင်းပေးရမှာဒီထက်ပမာဏတွေတိုးကောက်လာရင်ရောဘယ်လိုလုပ်မလဲနောက်ဆုံးပတ်စံပေးလို့မရဘူးကွာအာ ရှေ့ပိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေလိုပဲလူပဲလိုချင်တဲ့ဟေးဆိုရင်ခင်ဗျားတို့သားတွေသမီးတွေမဲပေါက်ပြီဆိုရင်ဘယ်လိုလုပ်မလဲဒါမျိုးတွေကိုလည်းတွေးစီချင်တယ်ပေါ့နော်အဲဒါကြတော့စစ်တပ်ကမှထောက်ခံပါတယ်ဆိုရင်တော့ဆက်လုပ်ပေါ့နော်အဲအဲ့လိုမှမဟုတ်ဘဲနဲ့တော်လိုင်းတက်ဖွဲ့တွေအောင်မြင်ပြီးမှဒီစစ်တပ်ချက်ရှုံးသွားမှဒါတွေလွတ်ငင်းသွားမယ်ဆိုပြီးတော့တွေးထားတယ်ဆိုရင်တော့လည်းဒါမျိုးအလုပ်တွေမလုပ်သင့်ဘူးလို့ပြောရမှာပေါ့နော်ပြီးတော့ဒါအုတ်ချွေးမှုတွေပေါ့နော်စစ်ကောင်စီခန့်အပ်ထားတဲ့အုတ်ချွေးမှုတွေမင်းတို့အမှတ်လည်းမရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရှေ့ပိုင်းကာလတစ်လျှောက်လုံးဒါအခုချိန်ထိလည်းရှိတယ် ဒီစစ်ကောင်စီခန့်ရတဲ့အုပ်ကြီးတွေနေရာစုံမှာရှင်းလင်းခံနေရတယ်။ပုံစံမျိုးစုံနဲ့ရှင်းလင်းခံနေရတယ်။ဆိုင်ငယ်နဲ့သွားရင်းလာရင်းအားစရှင်းလင်းခံရတယ်။လက်ဖေးတောက်ရင်းအားစရှင်းလင်းခံရတယ်။ဒီလိုရှင်းလင်းခံနေရပါတယ်ဆိုရင်ဂျာမျိုးမှာဒီလိုမျိုးကိုကျိုးရှာပြီးတော့မျိုးတွေစစ်တပ်ကိုလှုပ်ပေးနေတယ်ဆိုရင်ဟာအန်အောလုံးမဆုံးဘူးပေါ့နော်။အဲ့တော့မင်းတို့အခုလိုမျိုးလှုပ်နေတဲ့ဟာတွေရက်တန်းကမရက်ဘူးဆိုရင်တော်လိုင်းတပ်ဖွဲ့တွေကမင်းတို့ကိုအပြစ်ပေးတာတွေအေးအေးယူလာတယ်ထိရောက်တဲ့ဟာမျိုးတွေလာလှုပ်လိမ့်မယ်ပေါ့နော်အဲ့ခါကျရင်တော့မျိုးတွေအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါကတကြံတွင်းပေါ့နော်တကြံတွင်း ဒါကဒီစစ်ကောင်စီအတွက်လူသစ်စုဖို့အတွက်တကယ်အခွင့်အရေးကောင်းလို့ဒါကျွန်တော်ကမြင်တယ်ပေါ့နော်အခုဆိုရင်ဒါဒီရန်ကုန်ပြည်သူရင်ရင်မြန်မာပေါ့နော်ရေကစားရေသွားကစားကြတဲ့လူငယ်တွေပေါ့ဗျာလူငယ်တွေပျော်ပါးနေကြတာပေါ့နော်ပျော်ပါးနေကြတဲ့လူငယ်တွေမူးယူပြီးရန်ဖြစ်ကြတယ်ရန်ဖြစ်တဲ့အချိန်မှာဖမ်းပြီးတော့ခေါ်သွားတယ်ခေါ်သွားပြီးအခါမှာဗာပြောလဲမနာလို့မင်းတို့မူးယူတောက်စားတယ်ကြံတွေမူးယူတောက်စားတယ်ဆိုပြီးပုံမှတ်တက်တာနော် ငွေရတောက်စားတယ်ရန်ကားတယ်ပြီးရင်ရန်ဖြစ်တယ်ရိုက်နှက်တယ်ဘောနော်ဒါမျိုးပုံစံမျိုးနဲ့မင်းတို့ကိုထောင်ချမယ်ဘောနော်အဲ့လိုမျိုးမှမဟုတ်ဘူးဆိုရင်မင်းတို့ကလေစိတ်မူထမ်းရမယ်ဆိုပြီးရောလေပြီးသွားရောဘာတက်နိုင်ပါလဲအဲ့တော့ကျတော့ဒါဒီသူများတွေအခုလိုမျိုးဒါဒုက္ခဒုက္ခတွေရောက်နေတယ်တော်လိုင်းတက်ဖွဲ့ဝင်နေပါဘောနော် ညာအကုန်လုံးမှာမိသားစုတွေရှိတယ်အဲ့လိုမိသားစုတွေရှိတဲ့ဂျားတွေကမှတနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်ကိုနေရာဆုံးတောင်းဆုံးကဏ္ဍဆုံးကနေပြီးတော့ပါဝင်ပေးနေတဲ့လူငယ်တွေကမိဘပြည်သူတွေရောအများကြီးရှိတယ်အဲ့လိုနေထားမှာမှဒါစေကောင်းစီကျင်းပါတဲ့ခုနလိုကိစ္စမျိုးတွေမှာဝင်ပြီးတော့လုပ်ပေးတယ်ပါတယ်ဟေ့ပြောတယ်ဟေ့ပါတယ်ဟေ့ဆိုရင်တော့ခုနလိုဖြစ်နေတယ်ပဲကြုံရမယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာကတော့စေကောင်းစီကကောင်းကောင်းအသုံးချမှာအဲ့ဒီကာလမှာတခုခုဖြစ်လိုက်တာနဲ့ဖြစ်ပြီးဆိုတာနဲ့ပုံမှန်တက်တက်မှာတက်ပြီးရတဲ့သူတို့လိုချင်တဲ့ဒါလူသိစုတဲ့လုပ်ငန်းတွေမှာထည့်စုပြစ်မှာပဲ အဲအဲ့ခါကျရင်တော့ငုံဝင်ပြနေပေါ့နော်အဲ့တော့အဲပြည်သူတွေဟိုဟာဖြစ်နေတဲ့ချိန်ပေါ့နော်အဲပြည်သူတွေပါဝင်နေတဲ့ချိန်တော်လိုင်းရင်တပ်ဖွဲ့တွေလုံဆောင်နေတဲ့ချိန်မှာကိုတက်နိုင်တဲ့နီလန်းနေနဲ့တနည်းနည်းနဲ့ပါဝင်လို့ရရဲသားနဲ့ခုနလိုကိုနဲ့မဆိုင်ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့အေးအေးဆေးဆေးဒါရေပေါ်စီပုံစံမျိုးနေနေတယ်ဆိုရင်တော့လေကိုကြုံရမယ့်အဖြစ်တွေကိုခုပါဦးဖြေရှင်းကြပါနော်အဲပြီးတော့အဲထွက်ပေါက်တွေပိတ်လာပြီးဒုက္ခတွေရောက်လာပြီးဆိုတဲ့ခါကျရင်တော့အဲခုနလဟာလေးကိုပြန်စဉ်းစားပါနော်ငါရှေ့ပိုင်းကာလာမှာငါဘာတွေလုပ်ခဲ့လဲဆိုတဲ့အတွေးမျိုးလေးကိုပြန်တွေးကြည့်ကြပါနော်အခုတော့ အချိန်မလုံခင်မှာကိုလုံးတင်လုံးထက်တာကိုလုံးနိုင်ဖို့အတွက်ကိုကျွန်တော်ဒီနေ့နေလက်အကြံပေးခြင်းပါဗျနောက်တစ်ခုကတော့ဒါမင်းအွန်လိုင်းပေါ့နော်ကျွန်တော်ရှေ့ပိုင်းကလာမှာပြောခဲ့သလိုပါပဲဒီလိုအခါကြီးရက်ကြီးရောက်ပြီဟဲ့ဆိုရင်သူကဒါနာမည်ကောင်းယူပြီးတော့ဒါအကျဉ်းသားတွေပြန်လွှတ်ပေးတာမျိုးတွေသူလုံးတက်တယ်ဆိုပြီးပြောခဲ့တယ်ပေါ့နော်အခုလည်းအဲ့လိုသတင်းတွေကြားနေရပါတယ်အကျဉ်းသားတွေပြန်လွှတ်ပေးနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့လိုလွှတ်ပေးမဲ့အထဲမှာအလုံးတော်များများပြောကြရတော့ဒီယာဇွေးသားတွေပေါ့နော်အခုဆိုလူနိုင်ကောင်းနေအဲ့လိုကောင်မျိုးတွေပဲအဲပို့ပြီးတော့ရိုင်းနှုံးများများပါလာမယ်ပေါ့နော် အဲခုနလိုဒါနိုင်ငံရေးပုံမှန်တွေနဲ့ဆွဲချက်သင်ခံရပြီးတော့အဲလောက်ခံရတဲ့သူတွေလည်းတချို့ပါကောင်းပါနိုင်နေပေါ့နော်အဲ့တော့အဲ့ထဲမှာတော့ဒါမေဆုနဲ့သမလာကြီးကတော့ဒါပါလာနိုင်ခြင်းမရှိဘူးလို့လည်းသိရတာပေါ့နော်ဒါသူတို့အတွက်အကြောက်ဆုံးအရာတွေကိုအဲ့တော့ကြတော့သူတို့ကတော့လုံမမဟုတ်ဘူးပေါ့နော်အဲခုနလိုဒါတိုင်းပြည်ဒုက္ခရောက်အောင်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲသူတို့လုပ်ကြမယ်အပြင်အဲ့ကောင်နေခုနလိုပေါ့အဲဒီကောင်နေက သူတို့အပေါ်မှာဘာကျေးဇူးမှမရှိဘဲနဲ့လွတ်မြောက်လာတဲ့သူတွေကပြန်ပြီးကျေးဇူးတင်ရမယ်အပေါ့မျိုးတွေသူတို့လုံကြအောင်ပါပေါ့နော်အဲ့တော့ပြန်ပြီးတော့စဉ်းစားမယ်ဆိုရင်အဲဒီကာလနောက်ပိုင်းမှာကျွန်တော် အားရကြရည်လည်းရှိသလိုအဲခုနလိုစိတ်တက်ကြကြရည်လည်းရှိတာပေါ့ရှိရခါမှာကျွန်တော်စိတ်တက်မကြဘဲနဲ့ရှေ့ဆက်ပြီးတော့လောကအားနဲ့မှန်နေပေါ့နော်ကျွန်တော်ရှောက်လန်းရမယ်လမ်းကိုရှောက်မယ်ရောက်အောင်သွားမယ်ပန်းနိုင်စီကိုရောက်အောင်သွားမယ်ဆိုတဲ့စိတ်မျိုးနဲ့သွားကြပါလို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်